ွဲနေတော့ချမ်းမှန်ချမ်းသာကြပါဒီ channel youtube channel လေးဖြစ်တဲ့ mm football betting တက်ကနေကြိုးစိုးရပါနော်ဒီနေ့မှာ preview တော့ပြချင်တာကတော့ the england premier league version နေဖြစ်တဲ့ spain နဲ့ villa တို့ရဲ့မြန်မာစံတော်ချိန်ခုနှစ်ခွဲမှာကံမယ်ပေါ့နော်တနင်္ဂနွေနေ့ညမှာပဲကြာ asian သင်ဖြစ်တဲ့ spain level 90ရှောင်းကိုပေါင်းဒီနှလုံး40ရှောင်းကမှပြထားတယ်ပေါ့နော်ကနတင်းလုံးကတော့ဥရောပပွဲစဉ်လက်ခံလျက်ရှိတယ်။ကေဘန်မှာကြည့်မယ်ဆိုရင်စပါတင်အဆင့်ငါးမှာရှိတယ် လေးဝဲနိုင်ငံဖွဲတီတပွဲရှုံရကူ73ကို ပေးဖို့မှာကိုရှိတဲ့အပင်ပေါ့နော်။တစ်ဖက်ကအက်စတန်ဗီလာကိုချိန်မယ်ဆိုလို့ရှိရင်အက်စတန်ဗီလာအသင်းကတော့အဆင့်70မှာရှိတယ်။ဒါပလီပရီးမီယာလိခုနှစ်ပွဲဆော့ပြီးပေါ့နော်။နှစ်ပွဲနိုင်သုံးပွဲတီနှစ်ပွဲရှုံရကူ6ကိုပေးဖို့ခုနှစ်ကိုရှိတယ်နော်။စပါအသင်းရတာအင်းဝင်းပွဲစဉ်တွေပဲကျွန်တော်တို့ကချိန်မယ်ဆိုရင်တိတ်တော့အားရစရာမကောင်းဘူးနော်။ဘန်လီကို3စီးနဲ့နိုင်တယ်။ဘောမဝန်စီးနဲ့ရှုံးတယ်။ဝူးဖ်ကိုတီဆော့ထားရပေါ့နော်။တကယ်လို့ ပွဲတွေအကုန်လုံးခြုံကြည့်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့တိုက်စစ်ကတာပွဲတိုင်းလေလို့ဂိုးတွေရထားတာတွေ့ရတယ်သူဂိုးမရတာဘုံပေါင်း1စီးနဲ့ရှုံးတဲ့ပွဲတစ်ပွဲပဲရှိတယ်ပေါ့နော်ကျန်တဲ့ပွဲစဉ်တွေအားလုံးကသူဂိုးတွေရထားတယ်ပြီးတော့ဒီ short ထားတဲ့နောက်ဆုံးပုံပွဲပေါ့နော်ဂိုးပြန်ခွင့်ပြုထားတာတွေ့ရတယ်ပေါ့နော် Brighton 2-2 Wolves 1-1 Leeds United 2-1ဆိုတော့ပေါ့နော်တစ်ဖက်ကဒါ Villa အတင်းအဝေးခွင့်ပွဲစဉ်၃ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Brentford 1စီးနဲ့ရှုံးတဲ့ Everton တည်းရေ Sunderland တည်းရေပေါ့နော်အဝေးခွင့်မှာတော့ဒါ ကွန်ဝဲလုံးဘူအောင်လဲကြာထားတယ်ရကူလဲတကူတဲ့ရှိတယ်ပေါ့နော်ဒါပြန်ခွဲဆောင်ဒါခြုံကြည့်မယ်ဆိုလို့ရှိရင်တော့ဒါမဆိုးဘူးပေါ့နော်သူဆော့ထားတဲ့နောက်ဆုံးကွန်ဝဲမှာဆိုလို့ရှိရင်ကွန်ဝဲလုံးဂူတွေရထားတယ်ဂူတွေလည်းပြန်ပေးထားတာမျိုးတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်အတွက်ဖွင့်ထားတဲ့ wins to of scout ကြီးကိုကြည့်မယ်ဆိုရင်စပားနိုင်ငံကစသေးကို3.5ပေါ့နော်ဒါဗီလာအနိုင်ကို3.6တော့ပေးထားတယ်။နှစ်သင်းလုံးကဒါဥရောပပွဲစဉ်နဲ့ကံရရရှိရပါတော့။စပါအသင်းဆိုလို့ရှိရင်တော့ချန်ပီယံလည်းမှာမိုနာကိုနဲ့အဝေးကွင်းမှာကံရမှာပေါ့နော်။ ီလာတင်းကိုကြည့်လိုက်မစင်ဗီလာတင်းကလည်းဒါယူပါလစ်ကိုဒါနယ်သာလန်မှာတွိုင်းမှာတန်ပြရရှိရပါတော့နကင်းလုံးတော့ရေးကြည့်တယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wines to Osport တိလည်းပြောပြီးပြီဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာရေးချက်ထားတာကတော့ဗီလာအတင်းကိုရေးချက်ထားတယ်ပေါ့နော်ဗီလာအတင်းနဲ့ဂိုးပေါင်းအပေါ်ချိုက်ပါတဲ့စမှာနောက်တစ်ပွဲကလီဗာပူးနဲ့မန်ယူရဲ့ပွဲစဉ်ဖြစ်ပါတယ်လီဗာပူးကတလုံး20နဲ့ဂိုးပေါင်းကြီး340ရှုံးပေါ့နော်ဒီဘက်မှာကြည့်လိုက်မယ်ဆိုရင်လီဗာပူးအဆင့်3ခုနပွဲဆော့ထားတယ်၅ပွဲနိုင်တဲ့ပွဲရှုံးပေါ့နော်ကြေးပွဲမရှိဘူးပေါ့နော် ဒါကိုစကောင်ကိုပေးဖို့ကိုးဖို့ပေါ့ဗျာ။မိုင်းယူအသင်းကိုကြည့်မှာဆိုမိုင်းယူကအစင်ဆက်တဲ့မှာရှိတယ်။ခုနပွဲဆော့ထားတဲ့၃ဝန်းနဲ့တပွဲတည်းရေ၃ဝန်းရှုံးမိုင်းယူတိုက်ဆက်ကကိုးဖို့ရပေးဖို့က၁၁ခုရှိရပါတော့။ဂေဘာဘူးအသင်းရဲ့အိမ်ဝင်၃ပွဲကိုကြည့်လိုက်မယ်ဗျာ။၃ပွဲလုံးမှာပေါ့နော်ဒါကလင်းရှေ့ရထားတာတပွဲတည်းရှိတယ်။အဲ့ဒါအာဆင်နယ်ဝန်းစည်းနဲ့နိုင်တဲ့ပွဲပေါ့နော်။ဘုံမောက်ကို4ပွဲနဲ့နိုင်တယ်။အေဗာတန်ကို2ဝန်းနဲ့နိုင်တယ်။၃ပွဲလုံးကအိမ်ဝင်ပွဲစဉ်တွေတော်တော်နိုင်ထားတယ်ပေါ့နော်။ဒါသူတို့ကဒါ အင်္ဂလန်ပရီးမီးယားလိမှာဆိုလို့ရှိရင်တော့နောက်ဆုံးကပွဲဆက်လည်းရှုံးထားတယ်ဘောနကရှုံးထားတဲ့ပွဲလာဝေးခွင့်နဲ့ဖြစ်တဲ့ Chelsea 2-1နဲ့ Crystal Palace 2-1ဆိုမှရှုံးထားပါတယ်ဒါ Liverpool အတင်းအတိုက်စစ်ကတော့အပရီးမီးယားလိခုနှစ်ပွဲမှာဆိုရင်ခုနှစ်ပွဲလုံးဒါတက်စစ်ကဂိုးတွေရထားသလိုနောက်ဆုံးကခုနှစ်ပွဲမှာ၅ပွဲတိတိပေးဂိုးတွေပြန်ပေးထားတယ်တွေ့ရတယ်ဗောနဘုံမောက်ကိုနှလုံးပေးတယ် Newcastle နှလုံးပေးတယ်ဗောန Everton တကူပေးတယ် Crystal Palace ကိုတကူပေးတယ် Chelsea ကိုတကူပေးထားတယ်ဗောနကျွန်တော်ချင်တဲ့ Man U တကူကရမယ်ဗောန တူဝမ်းဖြစ်မလားတူတူဖြစ်မလားတော့နော်ကျွန်တော်တစ်ချက်စဉ်းစားကြည့်နေတာပေါ့ဟေပါဘူးအတင်းရတယ်ဒီပွဲစဉ်ပြီးလို့ရှိရင်ချန်ပီယံလိဂ်ကံတရားရှိတယ်ပေါ့နော်ချန်ပီယံလိဂ်ကိုဆိုဖရန့်ဖို့နဲ့အဝေးကမှကံရမှာပေါ့နော်မန်ယူအတင်းရတော့ easy ပဲပေါ့ဗျာဘာမှမရှိဘူးမန်ယူအတင်းဆော့ထားတဲ့ပွဲတွေအကုန်လုံးခြုံကြည့်လိုက်မှဆိုရင်လည်းဒါမန်ယူရဲ့ဒါနောက်ဆုံးကွန်ဗာဆာတူတိုက်ဆက်ကဂိုးတွေရထားတယ်ဗျရှုံးနေရှုံးမနိုင်နေနိုင်မယ်တိုက်ဆက်ကဂိုးတွေပြန်ပြန်ရနေတယ်ဆိုတော့ဒါဒီပါဘူးအတင်းနောက်ကန်လည်း ်တိတ်ကောင်းနေတဲ့အနေထားမှာမဟုတ်ကဲ့ပြမန်ယူတဲ့နဲ့ငွေရနိုင်တယ်ပဲကျွန်တော်ကတွက်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ဂျပါဘူးကပြား60ပေကို9.5ပေါ့နော်မန်ယူအတင်းအနံကို9စပေးထားတယ်ဗျာ BTT SCS ဆိုက်တယ်ပြီးရင် Mind Insight တယ်တကယ်လို့ကျွန်တော် Wise မှာနောက်မှဆိုရင်တော့ Over 2.5ကိုမစိုးဘူးပေါ့နော်ဖြစ်နိုင်ချေတာအများနောက်တော့ဝဲတော့ Spain La Liga ကမနက်စတော့ချင်း6နာရီဖွင့်မှာကမယ် LC နဲ့ Atletico Bilbao ပေါ့နော် ီပွဲစဉ်မှာအဝေးဝင်အကင်းဖြစ်တဲ့ Bilbao က level 80ဘူပေါင်းကြီးနှလုံး60ဆုံးမှာပြီးထားတယ်တွေ့ရမယ်။ဒီပွဲမှာဆိုရင် Elche အဆင့်၈ Bilbao အဆင့်9ရမကန်နဲ့တူတယ်။ပေးဂိုးတွေရတယ်တူတယ်ဗောနော်ရကူပဲပွာတာဗောနော် Elche က၁၁ဂိုးရတယ် Bilbao က9ဂိုးရခါဗောနော်။ Elche အသင်းရဲ့ဒါအင်္ဂလန်ပွဲစဉ်တွေကိုကြည့်မှာဆိုရင် Elche ကအင်္ဂလန်မှာတော်တော်ကောင်းတယ်နော်။ဒါဘက်တစ်ကိုတည်ရဆော့တယ်လီဗန်တေကို2စီးနဲ့နိုင်တယ်ရီယက်အိုဘီတို1စီးနဲ့နိုင်တယ်ဆယ်တာမီကို2ဝမ်းနဲ့နိုင်ထားတယ်ပေါ့နော်3ဝမ်းနိုင်တပွဲတည် ဒါကတော့နောက်ဆုံးဒါလာလီကမှာရှုံးခဲ့တာဆိုအဝေးဘက်မှာအလာဘက်ကိုတတိဝမ်းနဲ့ရှုံးခဲ့တာပေါ့နော်။တို့တိုက်စစ်ကဘူးမရတဲ့ဘောထုံးမှမရှိဘူးပေါ့နော်။တဖက်ကဒါဘီလဘာကိုအတင်းအဝေးခွင်းပွဲစဉ်တွေကိုကြီးလိုက်မှာဆိုလို့ရှိရင်တော့ကိတ်ကာရဆိုရမကောင်းပါနော်။ဘက်တစ်ကို2-1နဲ့တပွိုင်းနိုင်တယ်ပေါ့နော်။ဂလန်စီယာကိုရှုံးတယ်။ဒါပြီးတော့ဗီလာရီရဲ့1-0နဲ့ရှုံးထားတယ်။အသူတို့ကလည်းဒါခြုံကြည့်လိုက်မှာဆိုလို့ရှိရင်တို့တိုက်စစ်ကလည်းဘူးမရခဲ့တဲ့ပွဲဆိုရင်အလာဘပွဲနဲ့ဘလန်စီယာပွဲရှိမယ်ပြီးမီလာရီရဲ့၃ပွဲတောင်ရှိတယ်ပေါ့နော် တိုးတိုက်စစ်ကဒါဝီလျံဂျီကိုနေပါလာမယ်ဆိုရင်တော့နည်းနည်းလေးတိုက်စစ်ကကောင်းတယ်ဗောနဒီမီကိုနေကောင်မပါလာဘူးတိုက်စစ်မှာ900ဗိုလ်တော်လေးရုံးဆိုင်ရတာမြေပေါ်မြင်မြင်ရတယ်ဗောနဒီဘွဲစစ်မှာဖွင့်ထားတဲ့ wants to osport ကြီးကိုကြည့်လိုက်ပေါ့ဗျာ LC အနံကို3.5 play ကို3.2 Bilbao အနံကို2.2ရဖေးထားတယ်ဗောနကျွန်တော်က LC body ချက်တယ်14 to score ရစက်တယ်ပြင်ဘောင်းအောက်ကိုချက်ပါတယ်နောက်တစ်ဘွဲကလည်း Spain La Liga ဘွဲစစ်မှာဖြစ်တဲ့ Celta Vigo နဲ့ Real Sociedad မြန်မာဆန်တော်ချင်း7:45မှာကပ်မယ်ဗောနော ဒီပွဲစဉ်မှာတော့ဒါအင်ရှင်အသင်းဖြစ်တဲ့ Celta Vigo ကဒါ level 60ဆုံးတဲ့ဘူကောင်းချင်းနဲ့လုံး20ရှုံးတော့မှပေးထားတယ်ဗောနော Celta Vigo ကတော့ဥရောပပွဲစဉ်လည်းကံရရှိတယ်ဂေဘန်မှာဆိုလို့ရှိရင် Celta Vigo စင်စကွန်ဆိုစီတဲ့အဆင့်20အောင်နော်ဆိုစီတဲ့ကတော့ဒီရာသီပတော်လေးဆိုးပါရဗောနော Celta Vigo ကတော့ဒါ ship ဝယ်ဆော့ပြီးပြီ9ရာကို9ကိုပေးကို10ကိုဆိုစီတက်ကလည်း ship ဝယ်ဆော့ပြီးပြီရာကို9ကိုပေးကို10ကိုပေါ့နော် ဆက်လက်ပြီးကိုယ်ရဲ့အင်္ဂွန်းပွဲစဉ်တွေကိုပဲကြည့်လိုက်မယ်ဆိုလို့ရှင်ဘလို့ short ထားလဲဆိုတော့အင်္ဂွန်းပွဲစဉ်မှာဆိုရင်၄ဝန်းလုံးတည်းရေ short ထားတယ်ဘက်တစ်တည်းရေဝီလာရီယာတည်းရေဂျီရိုနာတည်းရေအက်သလီတီကိုမက်ဒရစ်တည်းရေဆိုမှဝမ်းဝမ်းမမနေပဲကြာထားတယ်ပေါ့နော်ဆိုစီဒါရဲ့အဝေးဝန်းပွဲစဉ်၄ဝန်းကိုကြည့်မယ်ဆိုလို့ရှင်တော့ဗလန်စီယာကိုတည်းရေကြာတယ်အိုဘီဒိုရှုံးတယ်ဘက်တစ်ကိုရှုံးတယ်ဘာစီလိုနာကို2-1နဲ့ရှုံးပြီးကြေးအောင်ခိုင်းရပေါ့နော်ဒါဆိုသူရဝင်းဝန်တိုက်စက်ကဒီဘက်မှာဆိုတော့တောင်းမတိတိအောင်ဘူးတွေရထားတယ်ဗောနော်ဒါလေးတစ်ချက်ကိုတော့ note လောက်ရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ budget ကလည်း tight set တော့အဆင်ပြေပါတယ်။ဒါပေမဲ့ခန်းစစ်ကလုံးဝကောင်းနေတာတော့မဟုတ်ပါဘူးနော်။ဒါတစ်ချက်ပေါ့နော်။ဒါလာလီဂါမှာဆိုလို့ရှိရင်လည်းဒါဆိုစီလီယာအတင်းကလည်းနောက်ဆုံးကပွဲဆက်လည်းရှုံးထားတယ်ပေါ့နော်။ဘာစီလိုနာရှုံးတယ်လို့ဒါဘယ်လ်ကန်ကိုလည်းအင်ဂွတ်မှာရှုံးထားတာတော့ဖြစ်တယ်ပေါ့နော်။ဒါမှသူ့ tight set ကငိုးရနေနေရနေတယ်။ဒါဆယ်တာဘီကိုအတင်းကတော့ဒီပွဲဆင်ပြီးလို့ရှိရင်လည်းဒါဥရောပပွဲဆင်တစ်ပွဲဖြစ်တယ် Europa League ပေါ့နော်ဒါ means အတင်းနဲ့ invoice မှာကန်ရမှာလည်းဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကိုဖွင့်ထားတဲ့ wants to export ကိုကြည့်လိုက်ပေါ့နော် Celta Vigo အနိုင်ကို2.1တေးကို3.4ပေါ့နော်ပြီးတော့ဒါကျွန်တော်တို့ Sociedad အနိုင်ကို3.5ပေးထားတယ်ပေါ့နော်ကျွန်တော် Sociedad စိုက်တယ်ဂိုးပေါင်း outside တယ်ဗျာဒီပွဲစဉ်မှာနည်းနည်းလေးအစိုက်ချင်းနဲ့တူစမ်းလည်းတူမယ်ပေါ့နော်ဒီလိုလေးကျွန်တော်ရွေးချယ်ထားတယ် not aware of Levante နဲ့ Balcano တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါရောမြန်မာ final 17နိုင်မှာကမယ် ဝေဝင်းအင်ပစ်တဲ့ဘယ်လ်ကန်နိုကလည်း level 20နဲ့ကိုပေါင်းကြီးနှလုံး80ပေါ့နော်ဘယ်လ်ကန်နိုကအဝေးကင်းကျတော့ပိုကောင်းတယ်ဗျဒါလေးရတစ်ချက်သတိထားမယ်အချက်ဖြစ်တယ်ဗျာနော်ဒီ table မှာကြည့်လိုက်မှာဆိုရင် liban day အဆင့်7ပေါင်းဘယ်လ်ကန်နိုကအဆင့်14ရမချင်းတူတယ်တိုက်ဆက်မှာ liban day ကပိုကောင်းတယ်ခံစစ်ကြတော့ဘယ်လ်ကန်နိုက79ပြထားတယ်ပေါ့နော် liban day ရဲ့အင်ဂွန်ဘွဲစင်တွေကိုကြည့်လိုက်ပေါ့နော်အင်ဂွန်မှာဆိုရင် liban day ကအလောက်မကောင်းဗျ၃ဘွဲဆော့ထားတယ်ဗျာဘာစီလိုနာကို32နဲ့ရှောင်းလဲကြေးအောင်လဲ ဘက်တစ်ကိုဒူးဒူးဆွာတယ်ကြည့်အောင်လေဗရီယမ်တစ်ကိုတော့ခိုးပါနဲ့ဆုံးပြီးကြည့်ဆုံးထားတယ်အင်္ဂွန်ဘွဲစင်းထဲမှာဂိုးကြီးတောက်ဆောက်ထည့်ထားတယ်ဗောနော်ဒီဘန်တစ်ဂိုးမရတဲ့ဘွဲတဲ့ဘွဲပဲရှိတယ်အဲ့ဒါ LCO တူးစင်းနဲ့ရှောင်းတဲ့ဘွဲချန်နယ်ဘွဲစင်းနေမှာဆိုရင်အကောလုံးဂိုးတွေရထားတယ်ဗောနော်တဖက်ကဒါဘယ်ကန်နိုအတင်းကိုကြည့်မယ်ဆိုရင်ဘယ်ကန်နိုအတင်းရဲ့ဝေဂွန်ဘွဲစင်းတွေကိုကြည့်ကြည့်ဗောနော်ဝေဂွန်ဘွဲစင်းနေမှာဆိုလို့ရှိရင်တော့ဒါဘေဘာဝန်စင်းနဲ့ရှောင်းတဲ့ဥစ္စာဆူနာကိုတူးစင်းနဲ့ရှောင်းတယ် အက်တလီတီကိုမက်ဒစ်ကိုကရီတူနဲ့စုံတယ်ဗောနော်ကုသိုလ်နိုင်ငံခါတော့ဆိုစီတက်တဲ့မှရှိမှာဗောနော်ဝိုင်းစီနဲ့နိုင်ကျဲဗောနော်ခေါ်ကျွန်တော်တို့ဒီပွဲစဉ်မှာဖွန်ထားဝိုင်းစ်တူအော့စ်အော့ဂျီကိုကြည့်မယ်ဆိုရင်လီဗန်တီအနိုင်ကို2.8တရီကို3.2ဒါဘယ်ကနုံအနံကို2.5ပေးထားရပြဘလူဘန်းနေနေဗျာဘိုတင်းလူစကောယက်စတိုက်တဲ့လီဗန်ကေဘော်ကြီးစိုက်ပါလေ ပြီးတော့ကျွန်တော်ညီကိုဘူကောင်ရိုက်ချင်တယ်ဆိုတော့ဘူကောင်အောက်ကိုပဲကျွန်တော်အချိန်ပေးမိရပြဝမ်းဝမ်းလို့ပဲထင်တယ်ဘူကောင်ဆင်နောက်ထပ်တစ်ပွဲတော့ Italy Serie A ဂိမ်းဖြစ်တဲ့ကိုမွန်နဲ့ဂျူဗင်တက်တို့ရဲ့မြန်မာခံတော်ချိန်9နာရီမှာကာမဲပွဲဆင်မှာနော်ဒါအဝေးခွင့်ဂျူဗင်ရဲ့ level 20ဘူကောင်ရဲ့နှလုံး90ပေးထားတယ်ကိုမွန်ကတိုက်စစ်ကောင်းတယ်နော်ခံစစ်တာတော့မဟုတ်တာကိုမွန်ကရကိုခုနကိုပေးကိုငါကိုဂျူဗင်တက်ကရကိုကိုပေးကိုငါကိုရှိတယ်6ပွဲစီဆော့ထားပြီးပြီပေါ့ဒါကြီးလိုက်မှဆိုရင်ကိုမွန်အတင်းရဲ့အိမ်ဝင်ပွဲဆင်တွေကိုကြီးလိုက်ပေါ့နော် တိုက်စစ်ကဗိုးကြီးတောင်းဆောင်ရထားတယ်။ဒလာစီကိုတူးစီဂျီမော11 criminalency 11ဆိုတော့မှတာဖန်စစ်ကလည်းဗိုးတွေပေးတယ်။ဂျွင်တိုင်းအဝေးဝန်တော်မှချိလိုက်မှာဆိုလို့ရှိရင်တော့ La Venecia 32ပေါ့နော်ပြီးလို့ရှိရင် Gino Avanzi Pirona 11ဆိုတော့မှပေါ့နော်ဒါတူတိုက်စစ်ကလည်းနောက်တော့တောင်းပွဲမှာအဝေးဝန်တော်မှဆိုတော့နှစ်ပွဲတိတိဗိုးတွေပေးထားတယ်ပေါ့နော်။ဂျူဗင်နာအတင်းကတော့ Italy Serie A မှာနောက်ဆုံးတောင်းပွဲဆက်တည်ချခဲ့အတင်းနဲ့ဖြစ်တယ်။ ဒီဘွားစမှာ frontal wires to aux ကိုကြည့်မှာတန်ကိုမွန်အနိုင်ကို2.8ဒါကို3.2ဇွန်နဲ့အနိုင်ကို2.5ပြထားတာတွေ့ရမှာပေါ့နော်ကျွန်တော်ကတော့ဒီဘွားစမှာ BTDS CS တက်တယ် body မှာကိုမွန်ကြိုက်တယ်ပြင်ဘူးပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်ကောင်းဖြစ်ကိုဖြစ်နိုင်ချေများတယ်ပေါ့နော်2.1 2111ပေါ့ဗျာဒီလိုပြင်မှာမဖြစ်ပုံများပါနောက်တစ်ဘွဲကတော့ကက်ကရီယာရီနဲ့ဒါဘိုလညာတို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာ wave ဘိုလညာ level 60ဘိုးကောင်းကြီးနှလုံး80ဆိုမှပြထားရပေါ့နော်ကေဘယ်မှာကြည့်လိုက်မယ်ဆိုရင် ဘိုလော့ညာအဆင့်ကွန်ကက်ကရီယာတွေကအဆင့်ဆက်တဲ့ဘိုလော့ညာရကို၉ကိုပေးကို၅ကိုရှိတယ်ကက်ကရီယာတွေကတော့ရကို၆ကိုပေးကို၆ကိုရှိတယ်ဗောနကစစ်ခန်းစစ်ခန်းစစ်ကောင်းတဲ့ခန်းစစ်ညံ့တယ်ဗောကက်ကရီယာတွေရဲ့အိမ်ဝန်း၃ဘွဲကိုကြည့်မယ်ဆိုရင်ဒါဖီရန်တီနာဝမ်းမဆော့ထားတယ်ပါမားကိုတူးစီးနေနိုင်တယ်အင်တာကိုတူးစီးနေရှုံထားတယ်ဗောနဘိုလော့ညာအတင်းရဝေဝင်ပွဲစဉ်တွေကြည့်မယ်ဆိုရင်ရိုမာဝမ်းစင်းနဲ့ရှုံးတယ်မီလန်ဝမ်းစင်းနဲ့ရှုံးတယ်လက်ချီကိုတည်ယူဆော့ထားတယ်ဗောနအဝေးဘက်ကတည်ရရဆရာမကောင်းဘောနော အိမ်မမထော်ရင်တော့တို့နောက်ဆုံးကောင်းမဆက်ရှုံးမှာမရှိသေးဘူးဗီဇာကိုကိုကြီးနဲ့နိုင်တယ်ဒီတော့အောက်တူဝမ်းနဲ့နိုင်တယ်ပေါ့နော်လူပေါ့တို့ပေးခုတွေတော့ပေးထားတာတွေ့ရတယ်ကျွန်တော်ထင်တယ်ဒီပွဲစဉ်မှာကကရီယာတွေအတင်းနဲ့တဘူရသွားနိုင်တယ်လို့ကျွန်တော်တောင်းကမိတယ်ပေါ့နော် friend had a wants to us power ကြီးကြီးမဲ့ဆိုရင်တတိယရီအနိုင်ကို3.6တည်ရီကို3.3ပေါ့နော်ဘောလုံးနဲ့အနိုင်ကို2.1ပေးထားတယ်ဗျာဒီဝက်စင်မှာကျွန်တော်ကက်ကရီယာရီ OTD BTD SS နဲ့ဘိုးပေါင်းအောက်ကိုကြိုက်တယ်ကျွန်တော်တော့1-1လို့ပဲမှန်းထားတယ်ဗျာ နောက်တစ်ပွဲကတော့ဒါမီလန်နဲ့ဖီယိုရင်တီနာတို့ရဲ့ပွဲစဉ်ဖြစ်တဲ့မြန်မာစံတော်ချင်းတနင်္လာနေ့ဆန်ကမှာကမ်းမယ်မီလန်တဲ့အတလုံး30နဲ့ဂိုးပေါင်းချင်းနှလုံး80ရှုံးခွန်မှာပြထားတယ်ဒါဖီယိုရင်တီနာတို့ဥရောပပွဲစဉ်တွေလည်းကံစရာရှိတယ်ပေါ့နော်ဇေယမှာဆိုရင်မီလန်အဆင့်3ရာဂိုဂူဂူပေဂူ3ဂူ73မှာဖီယိုရင်တီနာတို့အဆင့်18မှာပေါ့နော်နိုင်ပွဲမရှိဘူးစီးရီးရဲ့နိုင်ပွဲမရှိ3ပွဲတည်ရေး3ပွဲရှုံးရာဂူ၄ဂူပေဂူ၈ဂူပေါ့နော်ဒီကနေ့တော်တော်လေးဆိုးနေတယ် AC Milan အသင်းရဲ့ဒါအိမ်ဝင်ပွဲစဉ်တွေဝယ်ကြည့်လိုက်မယ်ကိုရင် Cremonese ကို2-1နဲ့ရှုံးတယ် Bologna ကို1-0နဲ့နိုင်တယ် Napoli ကို2-1နဲ့ပေါ့နော်နိုင်ချလာတယ်တွေ့ရမှာပေါ့နော် Cafe Fiorentina အဝေးဝင်ပွဲစဉ်တွေကြည့်မယ်ဆိုရင်3-1လုံးတည်ရည်ဆော့ထားတယ်ပေါ့နော်ကက်ကရီယာတွေ1-1တိုရီနိုဇီဂျီပီဇာဇီဇီဆိုမှဒါ goal ကိုကြည့်ပဲကြားထားအဝေးဝင်ပွဲစဉ်မှာတော့မရှုံးထားဘူးဗျာဒါ Fiorentina အသင်းသူနိုင်ပွဲပြောင်းနေတာနောက်ဆုံး6ပွဲဆက်ရှိပြီပေါ့နော် AC Milan အသင်းကတော့အလုံးမဟုတ်ပါဘူး AC Milan အသင်းကတော့နောက်ဆုံး ငါဘွားဆက်ရှောင်းမရှိသေးဘူးဗောနော်ဒီဘွားဆက်နဲ့ပွင့်ထားတာကတော့ Binance to Osport ကိုကြီးမှဆိုလို့ရှိရင် AC Milan အနိုင်ကို190တရေကို4.2 Fiorentina အနိုင်ကို5.7ဆိုမှပြထားတယ်ကျွန်တော် AC Milan body ကြိုက်တယ် BTDS no ကြိုက်ပါတယ်ဒီနေ့ကတော့ဒါလပါပဲကျွန်တော်မိကိုတွေဗောနော်အခုလောက်အဆင်ပြေချပါသေးဘောလုံးဘွားတွေလည်းတအားများတဲ့အတွက်ဒီနေ့ရွေးချယ်ထားတာက10ပွဲဗောနော်ရွေးချယ်ထားပါတယ်ဒီနေ့ကျွန်တော်ပြောခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်အချို့ပွဲတွေကလည်း မန်သွားသလိုအချွတ်ဝဲတွေကလည်းတော်တော်လေးလွဲသွားတာလည်းရှိတယ်ဗောနော်အာအင်္ဂလန်ပရီးမီယံလိမ်မှာဆိုချဲဆီပွဲအတင်းမှန်တယ်ဗောနော်ပြင်ပန်လီမှန်သွားတယ်ဘုံမမှန်တယ်ဗောနော်ဆန်ဒလန်မှန်တယ်ပြီးတော့ကျွန်တော်သင်တဲ့ Brighton တော့မားပါတော့ဘူပေါင်းမှန်သွားတယ်ဗောနော်အာပြီးလို့ရှိရင် Spain La Liga ဖတ်မှာဆိုရင်တော့ Sevilla နဲ့ Mallorca ဘက်မှာ body မားတယ်ဘူပေါင်းမှန်တယ်ဗောနော်ပြီးတော့ Villarreal နဲ့ Betis တို့ဘက်မှာတော့ဒါ body ရောဘူပေါင်းမှန်သွားတယ်ဗောနော် ျွန်တော်ထင်တယ်အီတလီစီးရီးရေမှာတော့ဆာဆူအိုလိုနဲ့လက်ချီတို့ပွဲတော့တော်တော်လေးကိုလွဲသွားတယ်ပြီးလို့ရှိရင်ဒါဘိုင်ယန်မြူနစ်ပွဲလည်းဒါမားသွားတယ်ဗောနော်တတိမန်းနဲ့ပြီးမှပဲချီအောင်မ2-1နဲ့ပြီးသွားတယ်ဒက်စစ်ပွဲလည်း2-1နဲ့ပြီးသွားတယ်ဗောနော်ဒါနင်းစ်နဲ့လိုင်ယန်တို့ပွဲလည်းလွဲချော်သွားပါတယ်ဘူပေါင်းအောက်ကိုပြောထားတယ်ဗောနော်3ပွဲ4ပွဲလောက်တော့မားသွားတယ်ကျွန်တော်ပွဲတွေကတော့အဆင်ပြေမလို့ထင်တယ်ဗောနော်အခုလုံးခြုံကြည့်မှဆိုရင်အရှုံးမရှိပါဘူးဗောနော်ရှုံးတော့မရှိပါဘူးလုံးဝမရှိပါဘူးနည်းနည်းအမျက်တောင်ရှိသေးတယ်ဗောနော် ဘကရုံအပေါင်းပြကြပါစေ။ကျမ်းမှချမ်းသာကြပါစေဗျာ။နောက်ရက်တွေမှာလည်းထပ်ပြီးပြုဆောင်ကြပါဗော။